ူကိုယ်တိုင်ကအီအေဝအီယာအူရဲ့ကျုံဖြစ်ပြီးတော့ခမရတို့အဖေခေါ်နေတယ်အဲ့ဒီအီအေဝအီယာအူကိုကန်နေပလောင်တွေကတရုတ်ရဲ့ဩဇာခံလက်ဝတ်ခံဖြစ်နေတယ်ဒါကြောင့်မလို့ခမရတို့ကကျုံတော်မှာရိုးရိုးကျုံမဟုတ်ပဲနဲ့တဆင့်ခံကျုံတပောက်တွေဖြစ်နေကြတယ်မဟုတ်ပါဘူးလို့ညင်းကျင်နေလို့ရှိရင်ကျွန်မစိန်ခေါ်ရယ်အဲ့ဒီ TNL MNT ရဲ့နောက်မှာနိုင်ငံရေးအကြောင်းတွေတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားခင်ဗျားတို့အဖေခေါ်နေတဲ့ KIA ရဲ့နောက်မှာ CIA မပါဘူးလို့အမှခန့်ချက်ပေးနိုင်လားခင်ဗျားတို့အဖေခေါ်နေတဲ့ KNU ရဲ့နောက်မှာ MI စစ်မပါပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအမှခန့်ချက်ပေးနိုင်တလားနိုင်ငံရေးအာမခံချက်ပေးနိုင်တဲ့လူရှင်ရှိထွက်ခဲ့ပါကျွန်မစိတ်ခေါ်ရေခင်ဗျားတို့ကိုယ်တိုင်ကကျုံတဖောက်တည်ဖြစ်နေကြတယ်ဆိုတော့အမနာနဲ့ပြောရမယ်ဆိုရင်လေဒေါက်တာတက်တက်ဒေါက်တာတက်တက်ခိုင်ပေါ့နော်လက်ရှိမှာတမန်တော်လောင်းဒေါက်တာတက်တက်ခိုင်တမီးရဲ့ဒီတက်တူးပရဘွားနဲ့သူ့ရဲ့ဖြစ်တည်မှုကကျွန်မတို့မြန်မာ ရင်ချင်းမအတိုင်းဝိုင်းနေကျွန်တော်တို့မြန်မာမျိုးလုံးနေကြတော့နည်းနည်းဆန့်ကျင်ပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင်တက်အောင်နေနေကအဲခုချိန်တွေကကြိုတင်ပြီးတော့ဟောပါအသေးပွဲကိစ္စလေးအရစားခင်းဆိုင်ဖို့လိုအပ်တာလက်ရှိကျွန်တော်တို့တက်ချောက်ရဲ့နိုင်ငံရေးဂရီကဘကမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရလို့ရှိရင်တက်မတော်ကနိုင်ငံရေးရအပြီးထွက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်ဆိုလိုချင်တာကအခုလက်ခဏာရဲ့ SCNC နော် SCA ဆိုတာက ထာဝရအပြစ်ခတ်ရဲဆဲနိုင်အောင်ယာယီသဘောအားဖြင့်ပထမခြေလှမ်းဖြစ်တယ်ဒီပထမခြေလှမ်းကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုပ်ဆောင်နိုင်မယ်လို့ရှိရင်တွတ်တော်မှာ25ရာခိုင်နှုန်းကလှတ်တော်ကနေဖတ်မယ်ဆိုတဲ့နိုင်ငံရေးကတူကိုပေးပြီးသားပေးပြီးသားဖြစ်တယ်ဒါအပြင်เนาะဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံတဲ့ပြည်တော်စုတစ်ခုကိုတည်ဆောက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ဒီထက်ပိုပြီးခမရတို့ကဘာကိုမျှော်လင့်နေကြတာလဲ။ဒီထက်ပိုပြီးခမရတို့မျှော်လင့်နေကြတယ်ဆိုရင်ခမရတို့မျှော်လင့်နေမှုဟာလွတ်လပ်ရေးလွတ်လပ်ခွင့်မဟုတ်ပဲနဲ့လွတ်လပ်ရေးတာဖြစ်လိမ့်မယ်။လွတ်လပ်ရေးကိုတောင်းဆိုတာနဲ့အမျှခမရတို့ကနိုင်ငံသက်သာဖောက်တွေဖြစ်လိမ့်မယ်။ဆိုတော့ကအပေးနိုင်ငံရေးဆွေးနွေးတယ်ဆိုတာကပဲကိုဘက်ကဘာတွေပဲရနိုင်မလဲဆိုတာကြီးပဲမှုပဲနဲ့ငါဘက်ကဘာပြန်ပေးရမလဲဆိုတဲ့အပြန်အလှန်သဘောတရားလိုအပ်တယ်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တမတလုံးမြီဒေါက်တာအေးမောင်ဒေါ်သက်သက်ခိုင်နဲ့ဦးကိုကိုကြီးတို့ကိုမပုတ်တူမှပြက်ပြက်တတပြောလိုက်ပြီးရုတ်တန့်နဲ့အတူတမူးမြို့နယ်ကဘောချိုင်းဝန်ဒေတာကိုမနီပူရပြည်နယ်ထဲထည့်သွင်းဖို့အိန္ဒိယလွှတ်တော်မှအဆိုတင်သွင်းထားသည့်ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ်အိန္ဒိယမြန်မာနယ်ဆက်ချင်းလူမျိုးတွေနေထိုင်တဲ့တမူးမြို့နယ်ကဘောချိုင်းဝန်ဒေတာကိုပြန်လည်သိမ်းယူပြီးမနီပူရပြည်နယ်ထဲထည့်သွင်းပေးဖို့ မလ30ရက်ကကျင်းပတဲ့အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမနီပူရပြည်နယ်လွှတ်တော်အမတ်လေးရှင်ပါဆန္ဒကြောဘာကအိန္ဒိယဗဟုအစိုးရကိုအဆိုတင်သွင်းခဲ့တယ်လို့သတင်းရရှိပါတယ်အမတ်ဆန္ဒကြောဘာကကပိုးချိုင်ဝမ်ဒေတာဟာ20နှစ်တသမာနှစ်တတူမြစတူရန်ကီလိုမီတာကျယ်ဝန်းပြီး1450ခုနှစ်ကတည်းကမနီပူရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ကမနီပူရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့ကြောင်း1953ခုနှစ်မတ်လ3ရက်နေ့မှာအိန္ဒိယရဲ့ပထမဦးဆုံးဝန်ကြီးချုပ် ဂျဝါဟာလနေယူကမြန်မာဝန်ကြီးချုပ်ဦးနှုနဲ့ကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာကပိုးချိုင်ဝမ်ဒေတာကိုမနီပူရာပြည်နယ်အစိုးရနဲ့တိုင်ပင်မှုမရှိဘဲမြန်မာနိုင်ငံထံလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းအခုလိုပေးအပ်ခဲ့တဲ့ဂျဝါဟာလနေယူရဲ့လုပ်ရက်ဟာမနီပူရာပြည်နယ်ရဲ့တမိုင်းမှာအမှောင်ဆုံးအချိန်ဖြစ်တယ်လို့လွှတ်တော်မှာဆွဆွဲပြောဆိုခဲ့ပါတယ်။ မနီပရပီသူကလည်းဒီလို့ရဲ့အတွက်ဂျဝါဟာလနေယူနဲ့ကွန်ဂရက်ပါတီကိုဘယ်တော့မှခွင့်မလွတ်နိုင်တယ်လို့ကာဘောချိုင်ဝမ်ဒေတာပြန်လည်သိမ်းယူဖို့မြန်မာနိုင်ငံကမနီပူရိုဘရင်ခံကိုလာစဉ်ယူပီးငွေ900ကိုရော်ကြီးငွေဖြစ်ပေးဆောင်မှုသဘောတူထားခဲ့ကြကြောင်း မြန်မာဘက်ကရော်ကြီးငွေတွေကိုဆက်လက်ပေးချေနိုင်ဖို့ဂျားဝင်စစ်စစ်တာတွေလှုပ်ဆောင်ပေးဖို့အဆိုတင်သွင်းခဲ့ပါတယ်။လက်ရှိမြန်မာအိန္ဒိယနယ်စပ်တစ်လျှောက်မှာမနီပူရပြည်နယ်ကတဲလက်နက်တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ထားပြီးလှုပ်ရှားနေကြတယ်လို့တမူးမျိုးနယ်ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။မင်္ဂလာပါ။ကျွန်မမဘူးတူမှာအသေးပါရှင်။ဒီနေ့နောက်25ခုနဲ့မတ်လ12ရက်နေ့ဖြစ်ပါတယ်။အိန္ဒိယရဲ့ပြည်နယ်ဝန်ကြီးချုပ်ကကျွန်တော်မြန်မာရေးနဲ့ပတ်သက်လို့အဲသူသတင်းစာရှင်းလင်းပွဲတစ်ခုသတင်းမီဒီယာတစ်ခုကိုပြောကြားခဲ့တာရှိတယ်။ ။အဲ့ဒါပါလဲဆိုတော့နိုင်ငံသားတွေကတဲ့သူတို့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီးတော့မြန်မာနိုင်ငံချင်းတောင်တန်းပေါ်ကတပုန်နီကိုစစ်တင်နှံပေးနေတယ်။ဒါကအိန္ဒိယရဲ့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောခဲ့တဲ့စကားဖြစ်တယ်။ဆိုတော့ကဆိုတော့သူတို့အိန္ဒိယပြည်နယ်ကိုဖြတ်ပြီးတော့မြန်မာနိုင်ငံတွေကချင်းတောင်တန်းပေါ်မှာရှိတဲ့တပုန်နီလို့ပြောသွားတယ်နော်။တပုန်နီကိုစစ်တင်နှံပေးနေလို့သူတို့ပြည်နယ်ထဲမှာလွတ်လပ်စွာသားလောက်ခွင့်ကိုကန့်တတ်မဲ့ဥပဒေတွေထုတ်မယ်ဆိုပြီးပြောသွားတယ်။ ်ဒီစကားကိုကြည့်ကြည့်အဖေအညာပဒတ်တီအဖေခေါ်နေတယ် CN နဲ့ CN လေးရဲ့နောက်မှာနိုင်ငံသားပယောကတွေပါနေတယ်ဆိုတာသိတာထင်ရှားတယ်ဆိုတော့ကျွန်မခမားတို့ကိုနောက်20နဲ့ပုံနေတာပြောခဲ့တယ်ခမားတို့အဖေခေါ်နေတဲ့ EU ကို EAO တွေရဲ့နောက်မှာတခြားနိုင်ငံရေးအကြောင်းတွေးတွေနဲ့တခြားသောနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကန်မှုမပါပါဘူးလို့ခမားတို့အာမခံနိုင်သလားလို့ကျွန်မမိခဲ့တယ် ကျမကလူလူမေးပေမဲ့ကျမကိုလူလူပြန်ဖြေနိုင်တဲ့သူမရှိပဲနဲ့ကျမပြောတဲ့စကားလုံးနဲ့ကိုဖျက်ညက်ကတ်ထက်ပဲဖျက်ညက်ကတ်ပဲလောက်ကြတယ်ဒီထက်ပိုတဲ့အရေးချမ်းသူ့တို့မှာမရှိကြဘူးနော်ဆိုတော့ကခင်ဗျားတို့ကတဆိတ်ရှိရင်ပြည်တွင်းစစ်ပါပြည်တွင်းစစ်ပါဆိုတော့ခေါင်းစဉ်တည်တည်ဖောင်တည်တည်လေးကိုမဟုတ်ပဲနဲ့အဲ့ဒီပြည်တွင်းစစ်ဆိုတဲ့ပေါင်ကိုကြော်ပြီးတော့ငါတို့နိုင်ငံမှာငါတို့နိုင်ငံသားတွေမရင်ညွတ်တဲ့အတွက်ငါတို့အချင်းချင်းကိုအုံချပြီးတော့ငါတို့အမျိုးကိုအုံချပြီးတော့ငါတို့ကိုဂျားခံစစ်အစင်ခံစစ် စင်နှွှဲနေကြတယ်ဆိုတာခင်ဗျားတို့သဘောပေါက်ဘူးလို့လေဆိုတော့ကျွန်မထပ်ပြီးမေးမယ်အခု PDF ဒီ NUG တွေကအဖေခေါ်နေတဲ့ TLL ရဲ့ MLT ရဲ့နောက်မှာကိုးကန်တဲ့ပလောင်ရဲ့နောက်မှာတရုတ်ရဲ့ခြေရာလက်ရာမပါပါဘူးလို့ခင်ဗျားတို့အာမခံနိုင်သလားဘာကြောင့်ဒီစကားဖို့မေးရလဲဆိုရင်လက်ရှိမှာကျမတို့နိုင်ငံနိုင်ငံအကြီးအကဲကရုရှားကိုသွားတယ်ဘလာရုကိုသွားတယ်အခုပြန်လာတဲ့အချိန်မှာတရုတ်နိုင်ငံအကြီးအကဲကမြန်မာနိုင်ငံကိုအခုကျမတို့ နိုင်ငံခြားဝင်ကြီးနဲ့တွေ့ဆုံတာရှိတယ်။သူတို့ကဟာမြန်မာပြည်ကတရုတ်ကျုံဖြစ်တော်မယ်လို့ရုရှားကျုံဖြစ်တော်မယ်လို့ပြောတယ်။ဆိုတော့ခမားတို့ကိုယ်တိုင်က EAO EAO ရဲ့ကျုံဖြစ်ပြီးတော့ခမားတို့အဖေခေါ်နေတဲ့အဲ့ဒီ EAO EAO ကိုကန့်နေပလောင်တွေကတရုတ်ရဲ့ဩဇာခံလက်ဝတ်ခံဖြစ်နေတယ်။ဒါကြောင့်မို့လို့ခမားတို့ကကျုံတော်မှာရိုးရိုးကျုံမဟုတ်ဘဲနဲ့တဆင့်ခံကျုံတပောက်တွေဖြစ်နေကြတယ်။ မဟုတ်ပါဘူးလို့ညင်းကျင်နေလို့ရှိရင်ကျွန်မစိန်ခေါ်ရဲအဲ့ဒီ TNL MTE ရဲ့နောက်မှာနိုင်ငံရေးအကြောင်းတွေတခြားနိုင်ငံတွေရဲ့ပြောကမပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားခင်ဗျားတို့အဖေခေါ်နေတဲ့ KIA ရဲ့နောက်မှာ CIA မပါဘူးလို့အာမခံချက်ပေးနိုင်လားခင်ဗျားတို့အဖေခေါ်နေတဲ့ KNU ရဲ့နောက်မှာ MI စစ်မပါပါဘူးလို့ခင်ဗျားတို့နိုင်ငံရေးအာမခံချက်ပေးနိုင်သလားနိုင်ငံရေးအမခန့်ချက်ပေးနိုင်တယ်လို့ရှေ့ရှေ့ထွက်ခဲ့ပါကျွန်မစိတ်ခေါ်ရခင်ဗျားတို့ကိုယ်တိုင်ကကျုံတဖောက်တည်ဖြစ်နေကြတယ် နောက်တစ်ခုကလက်နက်ကင်များအားလုံးကိုမလုံပေးပြီးတော့အပေးယူလို့ရလိုအပ်ကြောင်းအရခိုင်ဥဆောင်ပါတီဒေါက်တာအေးမောင်ရဲ့ပြောဆိုမှုနော်ဒါကမီဒီယာတခုကအင်တာဗျူးလုပ်ထားတာတွေ့ရတယ်။ဟာမီဒီယာတွေနဲ့မကြာခဏထိတွေ့ပြီးတော့လူလူကြာမှာခဏခဏထွက်ပြတာဆိုလို့ရှိရင်ထောက်တာအေးမောင်ရှိမယ်။အာပြည်သူပါတီရဲ့ဥပုပ်ကိုရှိမယ်။သူတို့နှစ်ယောက်ဆိုလို့ရှိရင်ခဏခဏအာမီဒီယာတွေနဲ့အထွတ်တွေလုပ်နေရှိတယ်ပေါ့နော်။အာဒါပေမဲ့ဟိုသူတို့ဆယ်ခွန်းပြောလို့တခွန်းလောက်လူလူရင်ဘက်ထဲကိုရောက်တယ်ဆိုတာရှားတယ်။ ဒါကြောင့်မအားမတန်တဲ့ဝေဖန်ထောက်ပြတာပေါ့နော်အခုမှာအခုဒီရက်ပိုင်းညမှာဒေါ်သက်သက်ခိုင်လက်ရှိဆိုးရဖွဲ့ရနေပြီးတော့အနာယူပြီးတော့သူ့ရဲ့နိုင်ငံရေးပါတီရဲ့လုပ်ငန်းရှင်တွေပါတီလို့ပါတီကိစ္စတွေသူလုပ်တယ်ပေါ့နော်အဲ့မှာမီဒီယာအင်တာဗျူးလုပ်တယ်တကုံးဆိုဆိုတလောက်လောက်မဲဆန္ဒရှင်ပြည်သူရဲ့ရပတ်ထဲကိုရောက်တယ်ဒါကဘာကိုပြလဲဆိုလို့ရှိရင်နံပါတ်1ဒေါ်သက်သက်ခိုင်စကားပြောတယ်ပြတ်တာမှု နံပါတ်စကားပြောတာပြတ်သားတယ်ရင်းရင်တည်တည်တယ်နောက်တစ်ခုသူ့စကားပြောလိုက်တဲ့လေဦးလေသိန်းနဲ့သူ့ရဲ့မျက်နှာအမူအရာမှာသူ့ရဲ့အတွင်းစိတ်တဲ့ကျွန်တော်တို့နိုင်ငံပေါ်မှာတကယ်စေတနာရှိလားမရှိဘူးလားဆိုတော့အနေနဲ့ပေါ့လွယ်နေနော်ကျွန်တော်ကဒီနိုင်ငံရေးပါတီခေါင်းဆောင်တွေလက်ရှိမှာယူကောက်ပြဝင်ပြိုင်မယ်ပါတီခေါင်းဆောင်တွေဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါတမရလောင်းနေလို့ပြောလို့ရတာပေါ့နော်ကျွန်တော်တမရလောင်းနေဆိုတော့နိုင်ငံရေးတမရလောင်းတယောက်ဖြစ်ထော်တာအေးမောင်ကိုမြင်အောင်ကြည့်ရဲဆိုတော့ပထမဆုံးဒေါက်တာအေးမောင်ရဲ့ဖြစ်တည်မှုကိုကျွန်မအတိအမှတ်ပြုပြီးတယ် ဒီအေအေကဲ့သို့ပဲနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခြင်းမလုပ်ဖဲနဲ့နိုင်ငံရေးနိလန်းရာဥပဒေပေါင်းတွင်မှနေထိုင်နေတဲ့အတွက်သူ့ရဲ့ဖြစ်တည်မှုကိုသိမှတ်ပြုတယ်။ထို့သောတမရလောင်းတယောက်အနေနဲ့သူပြောဆိုမှုရဲ့သူပြောဆိုခဲ့တဲ့စကားတွေနော်သူရဲ့အဲလေယူလေသိမ်းတဲ့သူ့ရဲ့မျက်နှာအမှုရာတွေနဲ့ကကျမတို့ပြည်သူတွေရဲ့ရင်ထဲကိုဆယ်ကုန်းပြောလို့တခုံးမရဘူးဆိုရင်ဒါအားနည်းချက်ကဘာဖြစ်နေတယ်လဲ။ ခုခုကိုကြီးလဲထုံကြီးလဲကောင်းမယ်။စကားတွေတော့အများကြီးပြောတယ်။သူအများကြီးပြောတဲ့စကားကဆယ်ခွန်းပြောလို့တခွန်းကပြည်သူရင်ပတ်ထဲနှလုံးသားတွေမရောက်ဘူးပေါ့။နော်။ဆိုတော့ကတမနာလောင်းနေလောင်းလှက်ရာဖြစ်တဲ့အတွက်သူတို့ရဲ့ဖြစ်တည်မှုတွေဟိုနေ့စဉ်အသေးအဖွဲကိစ္စလေးရာစားကျွန်တော်တို့လူတို့ရဲ့နှလုံးသားထဲမှာရောက်နေပို့လို့ရတာပေါ့နော်။ဆိုတော့ဒေါက်တာခိုင်နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အာကျွန်တော်တို့ရဲ့စကားလေးတစ်ခုရှိရဲ။တာသမီမကောင်မိပါကောင်းနဲ့ နော်ဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်လည်းအာသူသားဒီအလက်ဇန်ဒားအီရစ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဝေဖန်ထောက်ပြမှုတွေလုပ်ရတယ်လုပ်ကြတယ်ပေါ့နော်ကျွန်မကုရန်ရဲ့ဝေဖန်ထောက်ပြတယ်ဆိုတော့အမနာနဲ့ပြောရမယ်ဆိုရင်လည်းအာဒေါက်တာတက်တက်ဒေါက်တာတက်တက်ခိုင်ပေါ့နော်လက်ရှိမှာအာတမန်တော်လောင်းဒေါက်တာတက်ခိုင်တမီးရဲ့ဒီတက်တူးဗရဘွားနဲ့သူ့ရဲ့ဖြစ်တည်မှုကအာကျွန်မတို့မြန်မာရင်ချင်းမှုအတိုင်းဝိုင်းနေကျွန်မတို့မြန်မာမျိုးလုံးနေကြတော့နည်းနည်းဆက်ရပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်မယ်ခေါင်းဆောင် တက်အောင်နေတဲ့ကအခုချိန်ထဲကကြိုတင်ပြီးတော့ဟောပါ တေးပွဲကိစ္စလေးကစားဂိမ်းဆိုင်ဖို့လိုအပ်တာပေါ့နောက်ကျရင်ကနင်တို့နိုင်ငံရဲ့ကောင်းဆောင်ရဲ့တမီးရာစီနိုင်ငံကောင်းဆောင်တီတမရဆိုလို့ရှိရင်ဒါနိုင်ငံရဲ့ဖခင်အမျိုးသမီးတမရဖြစ်မဲ့တော့ဒါနိုင်ငံမိခင်နိုင်ငံမိခင်တယောက်ရဲ့တုံတင်ဆုံးမမှုအောက်ကဘလို့ရှိလဲဆိုတဲ့ပုံရိပ်ကိုထိခိုက်စေတာပေါ့နော်သူများလက်ညှိုးထိုးကြဖြစ်တာပေါ့နော်ဆိုတော့ကဒီအချက်လေးတွေကိုဒါယခုချိန်တည်းကထိန်းထိန်းတိတ်တိတ်ကြက်ကြက်မက်မက်လုပ်မယ်ဆိုလို့ရှိရင်တော့ဩဒီဥပကိုကြီးတို့ ဒေါက်တာအေးမောင်တို့တက်စားလို့ရှိရင်တော့ဒေါက်တာသက်သက်ခိုင်ရဲ့စကားဒီဒေါက်တာသက်သက်ခိုင်ရဲ့ဖြစ်တယ်မှုကဒီကျမတို့ပြည်သူရင်မထဲကိုပို့ပြီးရောက်တယ်လို့ဆိုလို့ရတာပေါ့ဒါမဲ့ဒီကိစ္စမှာဒီဒေါက်တာအေးမောင်ရဲ့အင်တာဗျူးပြောဆိုမှုမှာကတိုင်းသားလက်နက်ခိုင်နေနဲ့သူတို့လိုချင်တာကိုမလုံပေးပြီးအပေးယူလုပ်ရမယ်ဆိုတဲ့စကားကြတော့လက်ခံပြီးလို့မရဘူးလက်ရှိကျမတို့တက်ချောက်ရဲ့နိုင်ငံရေးဂရီကောကမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရလို့ရှိရင်တက်မတော်ကနိုင်ငံရေးဟာအပြီးထွက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ် ဆိုလိုချင်တာကအခုလက်ခမရ SCNC เนาะ NCA ဆိုတာကထာဝရအပြစ်ခတ်ရဲစဲနိုင်အောင်ယာယီသဘောအားဖြင့်ပထမခြေလှမ်းဖြစ်တယ်ဒီပထမခြေလှမ်းကိုအောင်မြင်ခဲ့လို့ရှိရင်မြန်မာနိုင်ငံမှာထာဝရငြိမ်းချမ်းရေးရအောင်လှုံ့ဆော်နိုင်မယ်လို့ရှိရင်တွတ်တော်မှာ25ရာခိုင်နှုန်းကလွှတ်တော်ကနေဖတ်မယ်ဆိုတဲ့နိုင်ငံရေးကတူကိုပေးပြီးသားပေးပြီးသားဖြစ်တယ်ဒါအပြင်เนาะဖက်ဒရယ်နဲ့ဒီမိုကရေစီကို အခြေခံနဲ့ပြည်တော်စုတစ်ခုကိုတိဆောက်မယ်လို့နိုင်ငံရေးအာမခံချက်ပေးပြီးသားဖြစ်တယ်။ဆိုတော့ဒီထက်ပိုပြီးခမရတို့ကဘာကိုမျှော်လင့်နေကြတာလဲ။ဒီထက်ပိုပြီးခမရတို့မျှော်လင့်နေကြတယ်ဆိုရင်ခမရတို့မျှော်လင့်နေမှုဟာလွတ်လည်ရေးလွတ်လပ်ခွင့်မဟုတ်ပဲနဲ့လွတ်လည်ရေးတာဖြစ်နေတယ်။လွတ်လည်ရေးကိုတောင်းဆိုတာနဲ့အမှခမရတို့ကနိုင်ငံသက်သာဖောက်တွေဖြစ်နေတယ်။ဆိုတော့ကအပေးနိုင်ငံရေးဆွေးနွေးတယ်ဆိုတာကပဲကိုဘက်ကဘာတွေပဲရနိုင်မလဲဆိုတာကြီးပတ်မှုပဲနဲ့ငါဘက်ကဘာပြန်ပေးရမလဲဆိုတဲ့အပြန်အလှန်သဘောတရားလိုအပ်တယ်။နောက်တဲ့သတင်းတစ်ခုက TVB နဲ့ RFA မှာရေးသားဖော်ပြကြရတယ်။ ရေဦးနဲ့တောင်းတာမှာစစ်တပ်ကဘုံကျဲလို့ဗာဒရေးဆိုင်ရာအဆောင်တွေပဲစီဆုံးရှုံးကုန်ပါတယ်ဆိုပြီးတော့စစ်တပ်မုံတွေလှုပ်ရှားတယ်။အဲ့ဒီမှာဗာလဲဆိုတော့ရေဦးမြို့နယ်ပလူဇဝကြီးွာဖုံကြီးကျောင်းကြီးကိုစစ်တပ်ကဘုံကျဲသွားတယ်တဲ့။ဆိုတော့ရှေ့မှာလည်းပဲဒီလိုမျိုးစစ်တပ်ကဟာပဲဖုံကျောင်းကိုတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲသွားတယ်။အခုလည်းပဲ RFA ရော JBB ရောပြောတယ်စစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲသွားတယ်ဆိုတာမျိုးကြီးဗာဒရေးဆိုင်ရာအဆောင်တွေကိုဖုံကျဲတယ်ဆိုတာမျိုးကြီးပြောတယ်။ဆိုတော့ကျွန်မရှင်းတို့ကိုရုပ်သားဖိုင်တစ်ခုအာဓာတ်ပုံအမှတ်တမ်းတစ်ခုပြမယ်ကြည့်ကြည့်ပါ ရှင် ပြုတ်လားရှင်ပြုတ်နာတာဒီကျမတို့ဗုဒ္ဓဘာသာဝင်နေဘာသာရေးဆိုင်ရာဒလိထုံးနဲ့ဖြစ်တယ်ရူရရည်ကျုံမွေးနေဖြစ်တယ်ဒါသာသနာ့မွေးရုပ်ဆက်ခံချက်ဖြစ်တယ်ဒါကြောင့်မို့လို့နော်အာသူဖာတို့အနေပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ခုလိုမျိုးသာသနာ့မွေးခံယူခြင်းကိုဗုဒ္ဓဘာသာဝင်တယောက်နေနဲ့အားပေးတယ်သို့တော့ခမရတို့ကဘာသာရေးကိုတုံးချပြီးတော့အဲ့ဒီမှာနော်လက်သုံးကြောင်းနေထောင်ရတယ်မောင်ရင်လောင်းဝါစဒီတပိတ်လွယ်တန်ခမ်းပိုက်တဲ့အာအလှရှင်အလှမတွေကစား နော်ဆိုတော့ခင်ဗျားတို့နေကျွန်တော်တို့ရိပ်ပါရင်မှလည်းဒီအရှင်ပြုနားသားရင်အများကြီးရှိတယ်။ဘယ်ရှင်ပြုနားသားကမှအခုလိုမျိုးဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်မထုံချဘူး။ဒါဒီဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုံချင်ဖြစ်တယ်။ဒီပုံတွေကိုကြည့်ရပြင်ဒီလူတွေအကုန်လုံးကလက်ရှိနားစားကအစိုးရကိုတော်လန်ပုံကန်နေတဲ့ PDF ကိုချက်ဖက်တမားတွေကိုအားပေးနေတယ်ဆိုတာပေါ်နေတယ်။တကယ်လို့များဒီနေရာကိုစစ်တပ်ကသာတိုက်ခိုက်မှုလုပ်ကြည့်ပါ။စစ်တပ်ကရှင်းလောင်းပြတာကို တိုက်ခိုက်ပါတယ်ဆိုပြီးတော့စစ်တပ်မုံဒီရထပ်ပြီးလုံးကြလိမ့်မယ်ဆိုတော့ခမားတို့ကိုတတိပေးချင်တာကခမားတို့ဒီဘာသာရေးကိုအသုံးချပြီးတော့နိုင်ငံရေးအမျက်မထုတ်ပါနဲ့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမျက်ထုတ်နေတာအောက်တန်းစားလို့ဟာခမားတို့ကိုယ်တိုင်ဖြစ်တယ်ခမားတို့ကိုယ်တိုင်ကနိုင်ငံရေးကိုအမျက်ထုတ်နေကြတယ်အောက်တန်းစားရေးဖြစ်တယ်ဆိုတော့နောက်ထပ်တဲ့ဒီနေ့ကိုကျွန်မဖတ်ပြမယ်။တာကြီးလေးမျိုးနံမှာကြက်138တိုင်းခံတာမျိုးရှိတယ်စိတ်ကြွဆေးပြများဖတ်စီရမိပါရဲ့တဲ့။ချိုးလုံးလုံးများကိုဥပဒေနဲ့ညီအစ်ကိုနိုင်ဆက်လက်ဆောင်ရွက်ရလျက်ရှိပါရဲ့။ တော့ဒီလိုမျိုးမွေးရစေးတွေဖန်ချီရမိတဲ့တရင်တွေကကျမတို့မကြခဏကြရရယ်ဒီထဲမှာမှပမာဏအများဆုံးဖန်ချီရမိတာပေါ့နော်အဲ့ဒါကပြီးခဲ့တဲ့နောက်24 25လပိုင်းလောကဘကိုးမှာဖမ်းမိတာဘကိုးကကလိုက်ရှက်ပြီကလိုက်ရှက်ပြီဆိုတာက အဲသူရှိမှာဖက်ရှိရမိတယ်စိတ်ကဆူပြားကဘာလို့များလဲဆိုလို့ရှိရင်အခုက168တိန်းဆိုတော့တိန်း200တော့မပြည့်ဘူးဒါတော်တော်နည်းတဲ့ပမာဏပေါ့နော်အဲ့ဘကူကကလားရှက်ဖေးရှိမှာပြီးခဲ့တဲ့နောက်20နှစ်ဆက်နှလားပိုင်းတော့ကဖက်ရှိရမိတယ်မွေးရစေဝါက14ဘီလီယံရှိတယ်14ဘီလီယံဒီပမာဏကိုကြားလိုက်တာနဲ့ဒီပြမှုကိုကျိန်းသေးပေါ့ထောင်းနဲ့တသက်တကြုံချရမယ်ဆိုတာအားလုံးရှင်းထဲမှာအလိုလိုသိပြီလားနော်ဆိုတော့က ီကလိုင်းရှပီရှပီကော်နိုင်နိုင်ဝင်းပေါ့နော်ကလိုင်းရှပီပေါ်မှာအမွေးစေဝါကြီး14ဘီလီယံဖန်ချီရမိရဲ့အဲ့ဒီအမှုနဲ့ပတ်သက်လို့လက်ရှိမှာဘူဒိုင်းဒေတာကြီးဆိုရဖွဲ့ပေါ့နော်ဘူဒိုင်းဒေတာကြီးအမွေးစေဝါနှိမ့်နေရဲ့ဖွဲ့ကဘလိုမျိုးများစစ်စစ်ပြပြအေးအေးယူနေကြလဲဆိုတာတော့ကျွန်တော်တို့နားဆွင့်နေတယ်။ဘာကြောင့်လဲဆိုတော့ခွေးမီကောက်ဆိုတာကကြီးအောင်ဆောင်တော့ခဏပဲနော် ခွဲမိကောက်တော်မူသည်တိတောက်ဆုပ်ပေးတယ်ခဏအဲ့ဒီကလာရှက်ကြီးကနောက်ဘကိုးမှာကရက်ွက်ကရက်ွက်ချမှာဆိုရင်အများသွားပြန်အဲ့ဒီမိုးရိပ်ဆေးတွေကိုတုံးဆွဲတာကိုရောင်းချတာကိုကလာကြီးကရောင်းတာအခုလည်းပဲအဲ့ကလာရှက်ကြီးမှာဖမ်းဆီးရမိတယ်ပထမပြီးခဲ့တဲ့ဆိုတာလက်ထက်တုံးကလည်းပဲဒီဒေါ်ဆုချီနဲ့ NLD ဆိုတာလက်ထက်တုံးကလည်းအခုလိုပဲအဲ့ဒီမိုးရိပ်ဆေးဝါးတွေဖမ်းဆီးရမိတယ်သူကတကယ်ပေါ်မှာဟိုးရှမ်းမြောက်ကနေပြီးတော့မိုးရိပ်ဆေးဝါးတွေကိုဘကိုးတင်အဲ့ကနေကမှရန်ကုန်တို့ရခိုင်တို့ကိုပြန်ပြီးတော့ဖျက်တာနော်၁၄ပြည်နဲ့ဆိုတာများတယ် တိတ်ကိုများတဲ့ပမာဏเนาะเนาะဒါပေမဲ့အဲ့ဒီ glass shaping ကိုပြီးခဲ့တဲ့ဒေါ်စုကြည် NLB ဆိုတာလက်ထက်ကအဲ့ဒီလိုမွေးစေးတွေဖမ်းမိတာကိုလွတ်ငြိမ်းနဲ့ပြန်ပြီးလွတ်လာတယ်ထောင်နှစ်နှစ်မပြည့်လာဘူးသူကြောင့်ထောင်ကြတာထောင်ကြတာနှစ်နှစ်မပြည့်ပဲနဲ့လွင်ငိမ့်နဲ့ပြန်ပြီးလွတ်လာတယ်ဆိုတော့အဲ့ဒီနောက်မှာတော့လက်ပေးလက်ယူတွေငွေပေးငွေပေးငွေယူတွေလူစားထိုးမှုတွေမရှိဘူးလားဆိုပြီးလူတွေကတန်ဆရာရှိကြမိဖို့နေထုတ်နေကြတာ ပေါ့နော်ဆိုတော့လက်ရှိမှာလည်းပဲအခု12လပိုင်းတော့ကဖမ်းမိတယ်14ဘီလီယံဆိုတော့ပမာဏတိတ်များတယ်ဒီတစ်ခါဝဒီကောင်ကတင်းတင်းနဲ့နဲ့နေပြီးတော့လူငင်းချမ်းသာနဲ့လွတ်လာအောင်မလားလူငင်းချမ်းသာဆိုတာကခွေးမိောက်ကြီးတော့ဆိုများဖြစ်နေမလားဆိုပြီးတော့ဆိုရင်ပူပန်မှုရှိတယ်ဆိုတော့ကလက်ရှိမှာဘူလိုက်ဒေတာရေးဆိုရအခွင့်အရေးနဲ့ကအဲ့ဒီအမှုကိုဘလို့မျိုးသူတို့ထီရောက်ဆိုတာအပြစ်ပေးမလဲကျမတို့ကတော့ဒါဒီလိုကောင်မျိုးကိုထောင်နဲ့တသက်တကျုံချဖို့မျိုးနဲ့လဲပေါ့နော်ဆိုတော့ဝေးရစေးတို့မြည်တည်နော်အဲ့ဒီမျိုးသားလုံးကိုလူညွန့်တုံးစေတယ် ိတ်ပြီးတော့ကြောက်ဖို့ကောင်းတယ်။အာပြီးခဲ့တဲ့တပတ်လောက်ကရန်ကုန်မှာဖြစ်သွားတယ်ဖြစ်ဖြစ်တကူ။အဲ့ဒါဘာလဲဆိုတော့ယောက်ျားဖြစ်တဲ့လူကအဲ့ဆေးကြောင်ပြီးတော့နော်ဆေးသုံးတယ်အရက်တောက်တယ်နှစ်ပင်လိန်ွားတယ်ပေါ့အရက်စကားနဲ့ပြောရင်နှစ်ပင်လိန်နဲ့ဆေးလည်းသုံးတယ်ရက်လည်းတောက်တယ်။ဆေးကြောင်ပြီးတော့အဲမနေ့တနေ့ဝန်းနှစ်နေ့ဝင်းရှင်မှာမိမဖြစ်တဲ့လူဓာတ်နဲ့မတင်မချင်းခုတ်တက်တာ။ မေယိုကြီးအခုတ်ခံရရဲ့အဲ့ဒီမေယိုကကျိုးပြီးတော့ဘဇာမှာသွားပြီးဆိုင်နေအာကောင်ပေါ့ပြောမယ်ဆိုအာကောင်မှာမေယိုကဆိုင်တည်တဲ့အာသွားတွေလည်းကျိုးသွားတယ်သွားဆိုရင်သွားရှိချောင်းလာမသိဘူးသွားတွေကလည်းဒီဘက်ကသွားတွေကလည်းကျိုးသွားတယ်ဒီဘက်မေယိုကလည်းပဲအခုတ်ခံရတယ်ဒါနဲ့အခုတ်ခံရတဲ့မေယိုဒီအာကောင်မှာသွားပြီးဆိုင်နေနော်ခေါင်းမှာလည်းပဲထဲရတဲ့ချက်ပေါင်းများများစွာအခုတ်ခံရတယ်ခေါင်းကိုအခုတ်ခံရပြီးတော့ဒီမေးရိုးကိုလည်းပဲဒါနဲ့အခုတ်ခံရတော့အဲ့ဒီမှာအာယုံကြောကိုချိပြီးတော့မျက်လုံးတစ်လုံးကလည်း꿰သွားတယ် เนาะမျက်နှာတစ်ပြင်လုံးလုံးဝရစားရရမရှိအောင်ဓာတ်တွေနဲ့အချက်ပေါင်းများများဆိုအမှွန်ထားเนาะဓာတ်ပုံဓာတ်ပုံဓာတ်ပုံပြမယ်ကျွန်မကြည့်မိမတယောက်ရဲ့မိမတယောက်မှာဒီကရုပ်ချောချော စိုးစိုးရုတ်လှလာမလှလာမိမတယောက်ကကိုယ့်ရဲ့မျက်နှာကိုတန်မိုးထားကြတယ်ပေါ့နော်။ဒါမျက်နှာဆုပ်ပြတ်သွားတာဘဝတည်သွားတာနဲ့တူတူပဲ။နော်ယောက်ျားဖြစ်တဲ့သူကဆေးကြောင်မျိုးအဲ့လိုမျိုးခုတ်တာ။နော်ဒီဒီပဇောင်ရိုးတွေပြုတ်သွားတယ်။အဲ့ဒီပဇောင်ကြီးကနေပြီးတော့မေးရိုးကျွားတယ်။မေးရိုးကအကောင်မဆိုင်နေတာ။သွားတွေကျူးသွားတယ်။နော်မျက်နှာမှာလည်းချက်မှမမဆိုင်ခုတ်ခတ်ရတယ်။လက်တွေဆိုလို့ရှိရင်လည်းဘာနဲ့တူလဲဆိုတော့ကျမတို့ဟောငက်ခူလေးငက်ခူကြော်ကာနီးချက်ကာနီးဓာတ်နဲ့အရာမှုံးထားတယ်လို့အဲ့ လက်နှစ်ဖက်လုံးလည်းပဲဓာတ်တွေနဲ့မြောက်များစွာချက်ပါမများစွာခုတ်ခြေထောက်တွေဆိုလို့ရှိရင်လည်းအဲ့ဒီလိုမျိုးဓာတ်တွေနဲ့မသိမ့်မချင်းခုတ်တာနော်အဲ့ဒါကိုဘေးပဝင်ကျန်ကနေတည်ပြီးတော့မှအချိန်မီတားစီနိုင်လို့နှုတ်မလို့ရှိရင်ဒီမိမကပွေးချင်းပြီးဆုံးပါနော်ဓာတ်တွေကဘာလဲဆိုတော့အိမ်တော်တို့ကပြုလို့ရှိရင်ညသွားပြင်အိမ်တော်တွေကအဲကုခေမှာကမိဘပေးစားလို့လို့ရဆိုတာရှားပါတယ်နော်တယောက်နဲ့တကောင်ချစ်ကြလို့အဲတယောက်လို့ချစ်လို့ ဟိုချက်ကြရတယ်တက်ဆာရှိကြတယ်နော်ချက်တာတွေမြစ်တာတွေနဲ့အိမ်တော်ပြူကြတာဒါပဲမဲ့ဘလောက်ပဲချစ်ပစေဘလောက်ပဲမြစ်တာတွေရှိပစေအဲ့ဒီမွေးစေးအုံးဆွဲမိတဲ့အခါမှာမွေးစေးတားကောင်ဖြစ်သွားတဲ့အခါမှာအတိစိတ်တွေလွတ်သွားတယ်လူတတ်ဖို့လဲဝင်မလို့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့မိဘ နော်ကိုသားသမီးကိုတော့မှပြန်ပြီးတတ်ဖို့ဝင်မလေးလောက်တဲ့ဒီတိတ်ကိုကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒီလိုလူမဆန်တဲ့လောက်ရဲ့မျိုးကြီးရှေ့မှာလည်းမကြာခဏကြာရတယ်ရမှုရစေတုံးပြီးတော့ဆေးကြောင်ပြီးတားဖြစ်တဲ့လူကဖေးဖြစ်တဲ့လူဓာတ်နဲ့ခုတ်တာမျိုးတွေပေါ့ကျောင်းကဒီလိုမျိုးမျိုးရစေတွေကိုဖျက်ပြုံးနေမှုတွေကိုထိထိရောက်ရောက်နှိမ်နှိမ်နိုင်မှသာလေကျမတို့လူမှုအတိုင်းဝိုင်းမှာနော်အခုစားလို့ရှိရင်အဆေးကြောင်ပြီးတော့ဟောလူရမှုကြီးဖြစ်တာမျိုးတွေမကြာခဏချားရတာပေါ့နော်ကျမတို့လူမှုတောင်းရမှာတိတ်ကိုမှာ တနေ့တနေ့ဟိုအနှိမ့်ထာယုံတွေပဲကြားနေတာဒီလိုမျိုးတမျိုးသားလို့လူညွတ်တုံးနေမဲ့ဘင်းကိုတော့တိုင်းရင်သားအနေနဲ့ရိုးသားရဲ့ဆိုတိုင်းရင်သားကြီးကဘင်းနေမှာဆိုတော့စိုက်နေကြတယ်အခုဆိုရင်သူတို့စားဝင်နေခက်ခဲလို့ဘင်းစိုက်ပါတယ်ဆိုပြီးတော့ရိုးရိုးရှင်းရှင်းနဲ့သူတို့ကတော့စားဝင်နေခက်ခဲလို့အသက်ရှင်နေထိုင်ဖို့အတွက်ဘင်းစိုက်ပါတယ်မြန်မာတမျိုးသားလုံးတော့လူညွတ်တုံးပြီးတော့ဘင်းကြောင့်လူညွတ်တုံးရင်တုံးပစီဆိုရက်ငါတကောကောပြီးတော့တမူလေးကြည့်တဲ့စိတ်တက်တွေနဲ့ လူမပီသားတဲ့လူတွေလည်းမြန်မာပြည်မှာတိတ်ကိုများလာပါတယ်။နော်ဆိုတော့ကဆက်ဆက်နေနဲ့ပြောတာပေါ့နော်။ဆိုတော့ဒီမွေရစီဝါအမှုတွေကိုဘကိုအစိုးရအနေနဲ့ဘယ်လိုများဆောင်ရွက်မလဲ။ပါမတခါလိုပဲလူငယ်ချက်လာပြီးပြန်လှုပ်အောင်ပါလားဆိုတာစောင့်ကြည့်နေပါတယ်။နောက်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းလက်ရှိမှာဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကကမ္ဘာမှာဘိန်းဆိုင်ပြိုးထုတ်လွှတ်မှုအများဆုံးကမ္ဘာနံပါတ်1ကမ္ဘာနံပါတ်1နေရာမှာရောက်နေပြီ။ကမ္ဘာမှာ နာမည်ဆိုးနဲ့ကြော်ကြပြီးတော့တိတ်ကိုမှအရှက်ရဆရာနိုင်တဲ့တစ်ခုဖြစ်နေပြီဒီပေါ်မှာနောက်ဘင်းဆိုင်ဖို့ထုတ်လို့မှုအများဆုံးတည်အီယိုအီယာကိုအမိခံတိုင်းရင်သားလက်နက်ကိုင်အဖွဲ့အမိခံနော်တိတ်ကိုယူသားပါတယ်ဆိုတော့တချို့သောတိုင်းရင်သားတွေရဲ့နေမီမှာဘင်းဆိုင်ဖို့ထုတ်လို့နေတာဖြစ်ပြီးတော့နော်ကျမတို့မြန်မာတမျိုးသားကိုလွန်ညွန်းတုံးအောင်လုပ်နေတာဖြစ်တဲ့အတွက်ဒီအီယိုအီယာကိုအမိခံတိုင်းရင်သားရဲ့နေမီကဘင်းခင်းနေမှာကိုကျမတို့ဥနေဝဲလက်ထက်ကလို့ဘင်းခင်းစစ်စင်ကြီးလှုပ်ဆောင်ဖို့အစီအစဉ်များရှိမှလားဘင်းရင်စစ်စင်ကြီးများ မလုဆောင်တော့ဘူးလားဆိုတာမျိုးကျမတို့ဆက်လက်ပြီးစောင့်ကြည့်နေပါတယ်လိုအပ်လို့ရှိရင်ဘေကင်းစစ်စင်ရေလုဆောင်ပေးဖို့လည်းကျမပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်